အခုအမေစုကိုယ်တိုင်ဘာသာပြန်ထားတော့အကယ်၍ဆိုတဲ့ကြပြားလေးကိုဖတ်ပြသွားမှာပါရှင်။ဒီကြပြားလေးက1909ခုနှစ်မှာစာပေဆိုင်ရာနိုဘယ်ဆုရခဲ့တဲ့ Red Rockpin ရဲ့ If ဆိုတဲ့ကြပြားလေးကို အမေစုကိုယ်တိုင်ဘာသာပြန်ထားခြင်းဖြစ်ပါတယ်ရှင်။အကယ်၍အကယ်၍ မင်းအတိုင်းဝိုင်းတုံလုံးခြောက်ချပြီးဒါတွေဟာမင်းကြောင့်လို့ဝိုင်းဝန်းအပြစ်တင်ကြတဲ့အခါမင်းဟာတည်ငြိမ်စွာနဲ့ရင်ဆိုင်နိုင်မယ်ဆိုရင်အကယ်၍အားလုံးကမင်းကိုမယုံသင်ကဖြစ်လာတဲ့အခါသူတို့ကိုနားလဲစွာခွင့်လွှတ်ရင်းနဲ့မင်းကိုမင်းယုံကြည်မှုအပြည့်ရှိမယ်ဆိုရင်အကယ်၍စောင့်တဲ့အချိန်ကိုစောင့်နိုင်ပြီးအဲ့ဒီအတွက်လဲမမောမပန်းနေနိုင်မယ်ဆိုရင် ဒါမှမဟုတ်မင်းအကြောင်းမဟုတ်တန်တရားမူသားစကားကြားရတဲ့အခါမင်းကလည်းလိန်ညာတွေနဲ့မတုံ့ပြန်ဘူးဆိုရင်ဒါမှမဟုတ်မင်းကိုလူတကာဝိုင်းဝန်းမုန်းတီးကြတဲ့အခါမင်းကလည်းအမုန်းတွေပြန်မပွားဘူးဆိုရင်အကယ်၍စိတ်ကူးအိမ်မက်တွေဟာမင်းအပေါ်မလွမ်းမှုစေပဲစိတ်ကူးနိုင်မယ်ဆိုရင်ပြီးတော့အတွေ့အခေါ်စိတ်ကူးတွေဟာမျော်မှန်းချက်တက်တက်မဖြစ်စေပဲတွေးခေါ်နိုင်မယ်ဆိုရင် အကယ်၍အမှုဒုက္ခနဲ့ဆုံးဆုံးမှုဒုက္ခတွေကိုကြုံတွေ့ရတဲ့အခါဒုညီသောလောကန်တရားတွေပါလာရဲ့လို့ခံယူထားနိုင်မယ်ဆိုရင်အကယ်၍မိရဲ့အမှန်စကားတွေကိုလူလူလိန်လူညာတွေကလှည့်စားပြောင်းလဲပြီးမူသားအဖြစ် ထောင်ချောက်ဆင်ရတဲ့အခါမင်းဟာတည်ငြိမ်စွာနဲ့နှာကြားနိုင်မယ်ဆိုရင် အကယ်၍မေဘဝတစ်ခုလုံးပေးပြီးအရေးတရှိရှိနဲ့ဖြည့်ဖြည့်ဆည်းခဲ့ရတဲ့အရာရာကိုဖြည့်ဆည်းခံရပြီးနောက်အင်မတန်မှသေးငယ်တဲ့ဒဇဗလအရာရာနဲ့ပြန်လည်တည်ဆောက်နိုင်မယ်ဆိုရင် အကယ်၍မင်းနိုင်ငံသမျှအလုံးကျွေတလက်ချက်တစ်ခုပမာတလက်တစ်ခါတည်းနဲ့ဆုံဆုံသွားခဲ့ရင်ပြီးတော့အစကနေပြန်စနိုင်မယ်ဆိုရင်ပြီးတော့အဲ့ဒီအခါစိုးလာတဲ့ကံကြမ္မာရဲ့လို့ဘယ်တော့အခါမှညှင်းညူမနေဘူးဆိုရင် အကယ်၍သူများတကာတွင်လှုပ်ပြီးသွားကြလို့အချင်းအတော်ကြာမှမင်းအလှည့်ရောက်လာတဲ့အခါမင်းတယောက်ထဲနဲ့ပဲအားနဲ့မန်နဲ့ဇွဲတတိစီစီဆက်ကြိုးစားနိုင်မယ်ဆိုရင်အဲ့ဒီလိုပဲမင်းဟာစိတ်အင်အားကလွဲလို့ဘာစုံဘာမှမရှိတော့တဲ့အခါအဲ့ဒီစိတ်အင်အားကို ခိုင်မာစွာနဲ့ပဲလက်ဆုပ်လက်ကင်ထားနိုင်မယ်ဆိုရင်အကယ်၍လူတွေနဲ့ထိတွေ့ဆက်ဆံပြောဆိုတဲ့အခါကိုချင်းတိတ်ခါကိုစောင့်ထိုင်းနိုင်မယ်ဆိုရင်ဒါမှမဟုတ် မင်းဧကရတွေနဲ့အတူလမ်းလျှောက်နေရပေမဲ့မန်မာနာသွေးမကြွယ်ဘူးဆိုရင်အကယ်၍ရန်သူကဖြစ်စေမိစေကဖြစ်စေမင်းကိုနာကြည့်အောင်မလုပ်နိုင်စေရင်အကယ်၍လူတိုင်းကိုတံမိုးထားလေးစားပေမဲ့ဆွဲလန်းမှုတန်ရောစင်တွေထားမနေဘူးဆိုရင်အကယ်၍ဒုတောင်းလာတဲ့မဖြစ်ပယ်နိုင်တဲ့တမိနဲ့အတွင်းမှာအတိတ်ပဲရှိတဲ့စကန်60ဖြစ်အသုံးချနိုင်မယ်ဆိုရင်ငါသားကြီးမင်းဟာ အရာရာရှိတဲ့ အရာရာဖြစ်တဲ့ကဘာကြီးကိုစုတ်ကင်လို့အရာရာပါမဆိုမင်းဆွမ်းနိုင်ပြီပေါ့အဲ့ဒီတော့မင်းဟာလဲယောက်ျားကောင်းတစ်ယောက်ပဲပေါ့အချိန်ပေးနားထောင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်